ချေဦးညိုတမိုင်းမတွေ့မိမဲ့တမိုင်းဝင်နေတဲ့စကားများကျွန်တော်တို့တခင်မိမရှုံးနေရေကိုမသိအာယုံတစ်ခုခုတည်းကိုတကယ်တမ်းစူးစိုက်မွေးလျော်နေတတ်ကြတဲ့ပုံကိုကြီးတွေဟာအခြားသောလူမှုရေးပါဝင်အရေးအရာတွေမှာအာယုံချင်းမရှိတာကြောင့်လူတမျိုးကြီးတွေဖြစ်တတ်ကြတာရှိပါတယ်အထင်ရှားဆုံးနီးကပ်ဆုံးတာကကတော့ဘိုးကျော်အောင်ဆန်းပါပဲလောလတ်ရေးသားတဲ့သူ့ဘွားသူ့ဝင်တက်ထွက်တက်ဖြစ်နေတာမို့ဘိုးကျော်ဟာပြုံးမှုပြောဆိုနေထိုင်နေမှာတမျိုးကြီးလို့ဆိုကြပါတယ် ာမန်လူတွေနှိမ့်ဆသူကတွင့်နေနေနေရပုံစံမဟုတ်တော့ဘူး။သူတို့ကိုယ်တိုင်ကလည်းတာမန်လူတွေတွေးကြံပြောပြုံမှုပြောဆိုနေတာမျိုးလဲလုံးဝစိတ်မြောက်ကြတော့ပါဘူး။ဒါပေမဲ့အဲ့ဒီလိုခွာကြကြပူကြကြတမျိုးကြီးတွေရဲ့နောက်မှာရိုးဖြောင့်ခြင်းရှင်းလင်းခြင်းပြည့်ရဲ့မာယာမပါခြင်းနဲ့စတဲ့ရှေ့ခေတ်လေးစားပွဲခုံရီတွေကိန်းအောင်နေကြပါတယ်။စစ်တလျင်အမိဖရဲ့လိုသဘောထားတတ်ကြတဲ့စစ်သူရဲကောင်းတွေမှလည်းဒီသဘောမျိုးတွေးရတတ်ပါတယ်။ စစ်သိနေကစစ်ပရိရဲ့တွေချာမှာပဲသူတို့ကိုသူတို့နှစ်မြုပ်ထားကြတာမို့သူတို့ရဲ့အတွေ့ပြောပြုံမှုတွေဟာဘူဂလန်ဆန်ကြတော့တယ်။တာမန်လူတွေမတွေ့မပြောတဲ့ကိစ္စမျိုးတွေကသူတို့စီကထွက်ထွက်ကြလာတတ်ကြပါတယ်။ရာဇတ်တွေရဲ့ပုံမင်းတမိန်ပြဆာဟာလည်းအဲ့ဒီလူမျိုးလို့စုံနိုင်စရာတကွတွားတွေးရပါတယ်။အင်ဝဟန်တာဝရီစစ်အရှင်ကောင်းနေစဉ်ကာလအဘရင်မင်းကောင်ကရာဇတ်တွေရဲ့နဝင်းခံတက်ကို အောင်မြင်ပြီး ပြည်မျိုးမှာတက်ဆွနေခဲ့ပါတယ်။နဝင်းခန့်တက်မှာရှိတဲ့ဟန်တာဝရီတက်တုံးတက်ဟာဘုံဝင်းကြီးတမိန်ပြဆရဲ့အစီအမံတိုင်းမလုပ်လို့ရှုံးခဲ့ကြတာပါ။တမိန်ပြဆဆိုတာရာဇာချွေးရဲ့အားထားရဆုံးဘုံဝင်းကြီးပါ။တမိန်ပြဆကကျွန်တော်စကားနားမထောင်ကြလို့နဝင်းခန့်တက်ကြခဲ့ပြီဒါပေမဲ့ကျွန်တော်စီမံသူဆက်လုပ်ပါလို့ရှောက်ပြီးပြင်ရုံကိုထက်လောက်ကြံမို့ ဘရင်မင်းကောင်တက်မှလည်းရိခာနဲနေတာကိုအညာကလှေနဲ့ရိခာခက်ခဲငတ်ပြက်လို့ပြည်ရအခွာမှာတက်ချက်အနီးကပ်ဆွဲပြီးသူတခုပြင်းငင်းရပြင်းငင်းချောင်းတောင်းဆိုလာရင်မလိုက်တော့ဘို့စသဖြင့်စီမံလုပ်ပါတယ်ဒီတိုင်းလောက်ကြတော့တကယ်ပဲမင်းကောင်တက်ရိခာပြက်ပြီးပြည်မျိုးကခွာကျင်လာတယ်ခွာနိုင်ဖို့အတွက်နောင်တော်နိုင်ငံရမညတိုင်းနဲ့ကျွန်တော်ဤတူနာဘရနာ တံပဒီပအတိုင်းတိုင်းတို့သည်မင်းမသိရေမနောက်ရွှေတပြားသိရွှေတပြားသည်ကဲ့သို့ပါညာနဲ့တမန်စီလာပါတယ်။ရာဇာတွေကလည်းတမန်ပြစာမှားထားတဲ့အတိုင်းလိုက်နာပါတယ်။ရှော့မပေးပါဘူး။ဒီခါဘရင်မင်းကောင်ကနောက်တစ်ပြင်းထက်ကြံပါတယ်။ကြံမုံကနဝင်းခန့်တက်တိုက်ပွဲမှာတူးလက်ထဲတုံးပြက်ထားရတဲ့အမွန်မတ်တမန်စီပြဲကိုတုံးချတာပါပဲ။တမန်စီပြဲရဲ့တမီးနှစ်ယောက်ကရာဇာတွေရဲ့မိဖုရားတွေပါ။ ။တမိန်စေဗျံနဲ့အပေးယူလုပ်ပြီးနောက်မှတမိနှစ်ယောက်စီဖားကင်ကြီးရဲ့အမှားစကားရောက်လာပါတော့တယ်။သမီးတို့အဖအရွယ်ရောက်ပြီးဒီချိန်ကျမှပင်အရှင်နှစ်ယောက်ရဲ့ကြုံမဖြစ်ပါစေနဲ့။တေးရင်အောင်သမီးတို့လက်တွေကိုဘာရင်ဝင်ထက်တင်ပြီးတေးကြပါရဲ့အခုတိုင်းဆိုအေးတော့မပြီးပါအေးတော့ပြီးစေဖို့မင်းကောင်ထက်တွေ ပြီးရခွာနိုင်ဖို့ရာဇာကျွဲ့တက်ကမတိုက်ဖို့သမီးတို့ကတောင်းပန်ကြပါလို့မှားလိုက်ပါတယ် ဖေကြီးစာရတော်မိဖုရားနှစ်ယောက်လန်ကိုကြီးချမ်းမနဲ့ရာဇတ်ရွှေစီချင်းကန့်ကြတာပေါ့ဒီအခါရာဇတ်ရွှေကသမိန်ပြားစနဲ့ကိုခေါ်တိုင်းမဲ့ပါတယ်သမိန်စိတ်ပြဲမသေးသေးဘူးတုံးဖြည့်ရှိသေးတယ်ပေါ့သမိန်ပြားစကအပြည့်စိုးလိုက်သေးတယ်သမိန်စိတ်ပြဲဟာစီစဉ်ပေးတဲ့အတိုင်းမလုပ်ပဲသူ့ဘာသာသူလှုပ်လို့တုံးဖြစ်တာသူသေးတာရှင်တာရေမကြီးပါဘူးတဲ့ရာဇတ်ရွှေဖျင်တိတ်သွားပါတယ်ဘာမှစက်မမိတ်မဲလက်ဝင်သွားတယ်မိဖုရားနှစ်ပါးကဘေးနောက်လိုက်သွားပြီး ခြေဖက် ငိုယူတောင်းပန်ကြပြန်ပါတယ်။ရာဇတ်ကျွဲကလည်းအေးမင်းတို့ဘကိုငါလည်းနှမျောတာပဲ။ဒါပေမဲ့တမင်ပြက်စသဘောမတူပဲငါမလုပ်တာဘူး။မင်းတို့ကိုယ်တိုင်ဘရင်ဗိုလ်မင်းကြီးစီတောင်းပန်ကြလို့ပြောလိုက်ပါတယ်။မိဖုရားနှစ်ပါတမင်ပြက်စစီဝင်ဝင်ကြပြန်ပါတယ်။လက်ဆောင်တွေနဲ့ပါငိုယူပြီးဘာရေးတော့တာမိခိုရဖြစ်ပါတော့တယ်လို့တောင်းပန်ကြပါတယ်။တမင်ပြဲစားကဘာမှပြန်မပြောဘူးလက်ဆောင်တွေကိုထိတာမထိဘူးမယူဘူးတဲ့ မေပြားနှစ်ပါးလျှော့ကြရပါမယ်။ညာစားရွက်ကတမိန်ပြားစာကိုတက်တက်ပြပြောပြပါမယ်။မိပြားတွေကငှားချေဖက်ပြီးငုံကြတယ်ရေးတော့ပြီးပါစေ။အင်းဝါတက်ပြန်ခွာနိုင်အောင်မတိုက်ပဲကြည့်ဖို့သူတို့ဘကိုတွေးပါတွေးပြစေလို့တောင်းပန်တယ်။ဘုံမင်းဘလို့သဘောရပါလဲဆိုမေးတော့တမိန်ပြားစာဟာထောင်ဝင်နေဖြစ်သွားပုံရပါတယ်။နဝင်းခံတန်းကြခဲ့လို့ပြည်ထိပ်ဘရင်မင်းကောင်တင်ထားတာ ဒါကိုအောင်မွေးပြန်ရဖို့ရိတ်ခထောက်တွေကိုဖြတ်လိုက်ပြီးပြည်မျိုးတွေကမင်းကောင်တက်တွေငတ်အောင်လုပ်ထားတာတော်ထားတဲ့အတိုင်းအားလုံးဖြစ်လာတာလားဘယင်မင်းကောင်တမန်စီပြီးဆေးဆက်ရေးစကားဆိုရပြီးတကြိမ်နဲ့မရလို့တုံပန်တမိန်စိပြဲကိုပြပြီး သူသမီးနှစ်ယောက်မိဖုရားနှစ်ပါးနဲ့လှည့်ပြီးအေးဆိုးလာတာကောင်းပြီးကောင်းရဲ့နဲ့ ရာဇကြွဲဟာအစိမ်မှန်တိုင်လိုက်တာခဲ့ပြီးမှအခုမိဖုရားတွေကခြေဘက်ကိုယိုတောင်းပန်ကြတာမှလည်းစိတ်လေပြီးဘုံမင်းကြီးဘလို့သဘောရလဲဘာညာလှုပ်လာပြန်တာကိုတမိန်စိပြဲဟာစိတ်ထဲချင်းတန်တန်ရှိလာဟန်တူပါရဲ့ရွှေနန်းတခဲအောင်မြင်မိအရေးကိုသာကျွန်တော်တို့ကြံတတ်ပါတယ်မိမတို့စကားကိုညာ၍ညာပြီးမကြံတတ်ပါလို့ရှောက်လိုက်ပြန်ပါတယ်ရာဇာကြွက်ကလည်းမလျှော့သေးဘူးဘုံမင်းနဲ့တမိန်စိပြဲတို့ဟာကြီးချင်းငယ်ပေါ် သမီးသွေးတောက်များဖြစ်ကြပေတာပဲ။သုံးဘွားရောက်နေတဲ့သမိန်စိတ်ပြဲကိုဘုံမင်းမရှိမရှိကြည့်တော့ဘူးလားလို့မေးပြန်ပါတယ်။ဒီအခါသမိန်ပြက်ပြက်စကြီးကအပြက်မှတကယ်အပြက်ကိုရှောက်လိုက်ပါတော့တယ်။စက်မှုတွင်ရှုံးမိနိုင်မိရှုံးမိနိုင်မိအရေးကို ကျွန်တော်တို့သိပါသည်။ကျွန်တော်တို့တခင်မိမရှုံးတဲ့အရေးကို မသိရဲ့။ဘယင်းကိုပြန်ပြောတဲ့စကားတော့ယုံလို့ပဲပြောရမယ်။ရာစားကျွဲ့ တိတ်ဆိတ်နေပါတယ်အမြလည်းမထွက်ရဲရာဇမန်လည်းမရှရဲပါဘူးမိဖုရားတွေကမောင်တော်အချင်းတွေဘလို့လဲလို့မေးကြပြန်တော့တမိန်ပြဇာကိုငါမလွန်တာဘူးသူ့သာပြောလို့မိတ်ပါတယ်မိဖုရားတွေလည်းဒုတိယံပြီလက်ဆောင်တွေနဲ့ချင်းကက်ပြန်ပါတယ်ဘုံမင်းကြီးတမိန်ပြဇာဟာပထမချိန်တော့လို့ပဲလက်ဆောင်တွေကိုမယိုမသိမထီမတို့စကားသုံးတော့ပြောလိုက်ပါတယ်မင်းအေဂရက်တိုစိတ်တော်တိုင်းနဲ့တဘောကတော့ငါရေးကုန်ဆိုပြီးပြီး မင်းတို့ဘီရင်သဘောပေါ့ရာဇတ်ရဲလည်းနောက်မှငါ့ပုံမင်းပြည့်တင်လဲငါခံတော့မယ်လို့ဆုံးဖြတ်ပြီးစေးဆက်ပြင်းရင်မှုလုပ်လိုက်ပါတော့တယ်ဒီကိစ္စအပေါ်သမိန်ပြတ်ဘာထက်ပြောသေးလဲဆိုတာကိုတော့မတွေ့ရပါရာဇတ်ရဲဘက်ကလည်းငါတို့အားမင်းအားမိမရှုံသည့်အရေးကိုမသိ၍မသိဟု၍ထိပါပုတ်ခတ်ရှောက်ဝံတလုံးဘာညာနဲ့အရေးယူအပြည့်တင်ခြင်းမရှိခဲ့ပါဘူးဘယင်ညင်နေခဲ့ပါတယ် ပြီးရင်ရာဇာကျွဲလိုပြီးရင်ဘာမျိုးကိုဒီလိုဒီလောက်ပြောဖို့နာဟာရာတမိန်ပြဆားစိတ်ထဲတကယ်ကိုရိုးရိုးရှင်းရှင်းဖြောင်းမှန်လို့ပါပဲရာဇာကျွဲဟာသူ့ဘဝနောက်ဆုံးချိန်ထိသူ့ကိုမင်းကြီးကိုတလေးတစားဆက်ဆံသွားပါတယ်ကျွန်တော်တို့တခင်မင်းမရှင်တဲ့ရေကိုမသိဆိုတဲ့တဲ့လူစကားတဲ့စကလုံးတွေကိုလည်းသူအမြဲပဲမှတ်ယူမှသိကြပါတယ်